အတင်းပေါ်ချစ်တဲ့စိတ်နဲ့ငွေကြေးနောက်ကိုမလိုက်ပဲ United မှာပဲဆက်ရှိသွားမယ်အတင်းကောင်းဆောင်ကြီး Bruno Fernandes ဘောလုံးလောကမှာငွေကြေးတွေကကစားသမားတွေရဲ့အဆုံးဖြတ်ကိုကြီးမားစွာလွှမ်းမိုးနေတဲ့ခေတ်ကြီးတစ်ခုပါတနည်းကိုတန်းရချီတဲ့လောကလားစာတွေအမကောင်ပြောင်းရွှေ့ခြေတွေနဲ့တူကစားသမားတွေကအတင်းပြောင်းရွှေ့ဖို့တွန်းအားပေးခြင်းရလေးရှိပါတယ်ဒါပေမဲ့သူကစားသမားတွေကတော့ဒီလိုငွေကြေးရဩစွာလွှမ်းမိုးမှုကိုကြော်လွန်ပြီး သူတို့တင်းပေါ်ထားတဲ့ချစ်ချင်းမြတ်တာတစ္ဆာဆောင်တီမှုနဲ့စစ်မှန်တဲ့ဘောလုံးစိတ်တက်ကိုပို့ပြီးတံမိုးထားချက်ကြပါတယ်ဒီနေ့မှာတော့ Manchester United ပရိသတ်တွေအတွက်သူတို့ရဲ့ချစ်တော်သင်းကောင်းဆောင် Bruno Fernandes ဟာဘလောက်တောင်စစ်မှန်တဲ့စိတ်ချပိုင်ရှင်လဲသူရဲ့ဆုံးဖြတ်ချက်ကပရိသတ်တွေရဲ့ယင်ကိုဘလို့ထိမိစေလဲဆိုတာကိုသိစိတ်ပြောပြခြင်းပါတယ်ကျွန်တော်သိရင်က Bruno Fernandes ဟာ Sorry Bro League ရဲ့အဟိလေအသင်းစီကနေ YouTube ပေါ်ရ Grand Slam မြို့ခုကိုရရှိခဲ့ပါတယ်ဒီ Grand Slam ကဘလောက်တောင်ကြီးမားလဲဆိုရင်တခြားကစားသမားအများစုဆိုရင်တခါလဲလက်ခံလိုက်မယ့်ပမာဏဘောလုံးသမားဘဝတစ်ခုလုံးအတွက်လုံလောက်တဲ့ငွေကြေးပမာဏတစ်ခုပါ အာရှဘောလုံးလောကမှာကြီးမားတဲ့ယင်းနီမြုံနဲ့မို့ရီနဲ့တူကစားသမားကောင်းတွေကိုဆွဲဆောင်နေချိန်မှာဘရူနိုထိတ်တန်းကစားသမားတူအတွက်ဒီကန်လန်မှုကလွယ်ကူတဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘရူနိုကတော့ဥရောပထိတ်တန်းဆင့်မှာဆက်ကစားဖို့ဆုံးဖြတ်လိုက်ပြီးဒီမြုံနဲ့ရကန်လန်မှုကိုပယ်ချခဲ့ပါတယ်။နမီကျော်ပြောင်းရွှေ့တဲ့တင်တော့ဖာဗီစီယိုရိုမာနိုကတော့ဘရူနိုဖာနန်ဒါအဟီလီရဲ့ကန်လန်မှုကိုပယ်ချလိုက်ပါပြီ။ဆော်ရီဘရိုလီရဲ့ YouTube ပေါ်ရကန်လန်မှုရှိနေခဲ့ပေမဲ့ဘရူနိုဖာနန်ဒါကဥရောပမှာပဲဘောလုံးဆက်ကစားဖို့ဆုံးဖြတ်ခဲ့တယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။ဒီတဲ့တင်းတွေဟာဘရူနိုရဲ့ဘောလုံးပေါ်ထားတဲ့စိတ်ဓာတ်ကိုအထင်ရှားပြသနေပါတယ်။သူ့တပိုက်ဆန်ဆိုတာထိတ်တန်းစင်မှာစိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးအကောင်းဆုံးကစားနိုင်မှု ုတ်တက်အရေးမကြီးပါဘူးဘောလုံးသမားတူအနေနဲ့ဒီလိုစိတ်တက်ကိုမြင်ရတာတကယ်ကိုကောင်းယူခြင်းနဲ့ဆရာပါပဲငွေချင်းနောက်ကိုမလိုက်ပဲဘောလုံးစင်တန်းကိုတမိုးထားသူတွေဟာခုခေတ်မှာတပြေးပြေးရှားပါလာနေလို့ပါဘရူနိုဖာနန်ဒက်ကမန်ချက်စတာနဲ့တက်ကို2020ခုနှစ်ဇန်နဝါရီလမှာစတင်ရောက်ရှိခဲ့တဲ့ကသူရဲ့စိတ်တက်ကိုကျွန်တော်တို့ပရိသတ်တွေအားလုံးမြင်တွေ့ခဲ့ရပါတယ်အတင်းကဘလောက်ဖက်ခတ်ခဲတဲ့အခြေအနေတွေမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရပါစေကိုင်းထဲမှာသူဟာဘယ်တော့မှချုံမပေးတတ်တဲ့ခေါင်းဆောင်တစ်ယောက်ပါသူရဲ့မျက်နှာမှာအတင်းအတွက်စိုးရိမ်မှုအထုံးမှုတွေအမြဲပေါ်လွင်နေပြီးပြည်သက်တင်တဲ့အတူတူအောင်ပွဲခံရတဲ့ကဝမ်တာ BD ဖြစ်တတ်တယ်လို့ရှုံးနေတဲ့ခါမှလည်းဝမ်းနဲ့ချီကွဲတတ်တဲ့နှလုံးသားပန်ရှင်တွေဥပါ သူ့အတွက် United ဆိုတာကစားတဲ့ကလပ်တစ်ခုတွေမဟုတ်ပဲသူ့ရဲ့အသွေးသားတွေကပါဝင်နေတဲ့အစိပ်ပိုင်းတစ်ခုလိုပါပဲ။ကွင်းလယ်မှာသူ့ရဲ့ပြေးလွှာမှုတွေ၊ကြိုးစားအားထုတ်မှုတွေ၊ဖန်တီးပေးမှုတွေ၊ကိုယ်သွင်းမှုတွေကမယူပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆားထားနိုင်ခဲ့ပါတယ်။အသင်းရဲ့ PR တွေရလက်ဆိုးတွေကိုတူတူဦးတဲ့လိုလိုပခုံးတန်းပြီးရုန်းကန်နေရခြင်းတွေအများကြီးရှိခဲ့ပါတယ်။အထူးသဖြင့်နောက်ဆုံးနှစ်နဲ့ငယ်အတွင်းမယူရဲ့ခြေစွမ်းကြဆင်းနေချိန်မှာဘရူနိုဖာနန်ဒါအသင်းကိုအမြဲတမ်းဥဆောင်ပြီးမျှော်လင့်ချက်ပေးခဲ့သူပါ။ဘရူနိုဖာနန်ဒါကတော့အသင်းကိုဆက်လက်ထမ်းဖို့ပို့ပြန်လည်အောင်မြင်အောင်လုပ်ပေးဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါဟာဘောလုံးလောကမှာရှာမှာရှားတဲ့အသင်းကိုချစ်တဲ့စိတ်ရင်းမှန်ပါပဲ။ ဒါကြောင့်အသင်းအနေနဲ့သူ့လိုကစားသမားမျိုးကိုတံပိုးထားပြီးဆက်လက်ထိန်းသိမ်းထားဖို့အရေးကြီးပါတယ်လက်ရှိအနေထားအရဘရူနိုဖာနန်ဒက်နဲ့မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့လက်ရှိစာချုပ်က2029ခုနှစ်ဇန်နဝါရီလ30ရက်နေ့ထိတက်တန်းရှိပြီးနောက်ထပ်တနည်းတက်တိုးနိုင်တဲ့ရွေးချယ်ခွင့်လည်းပါဝင်ထားပါတယ်ဘရူနိုဖာနန်ဒက်ကမန်ယူမှာဆက်လက်ရှိနေပြီးအသင်းကိုအောင်မြင်မှုတွေဆက်လက်ယူဆောင်နိုင်ပေးမလားဆိုတာကိုတော့ရင်ခုန်စွာစောင့်မျှော်နေရမှာပါသူရဲ့စိတ်ဓာတ်နဲ့စွမ်းဆောင်ရည်တွေနဲ့ဆိုရင်မန်ယူအတွက်တောက်ပါတဲ့အနာဂတ်ကိုဖန်တီးပေးနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါကြောင့်သူကတော့လက်ရှိမန်ယူအသင်းရဲ့နှလုံးသားပါပဲဒီမှာဘရူနိုဖာနန်ဒက်ရဲ့အမားကိုချက်